မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ10ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်မိတိုင်းရထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ထိုင်းနိုင်ငံဆန်ကလာကိုရီမြို့နယ်မှာရဲလိုက်ဖမ်းလို့မောင်းပြည့်တဲ့ပစ်ကတ်ကားတစ်စီးလမ်းမီးမီးတံကိုဝန်တိုက်မိပြီးမြန်မာလုတာ22ဦးဒဏ်ရာရရှိခဲ့တဲ့သတင်း။ကလောမြို့နယ်ဝက်ဖြူရေကျေးရွာနဲ့မခွေကျေးရွာကြားမှာရင်တစည်းပရိတ်ပေါက်ပြီးကြောက်ထဲတိမ်မှောက်ခဲ့ရာ၃ဦးသေဆုံးပြီး၁၄ဦးဒဏ်ရာရရှိခဲ့တဲ့သတင်း။ မလေးရှားနဲ့ထိုင်းနယ်စပ်အနီးမှာရွှေပြောင်းနေလိုက်ပါလာတဲ့သင်္ဘောတစ်စင်းနှင်းမြုပ်ခဲ့တဲ့တဲ့။ဖီယာဆုံးဖြတ်ချက်အမားကိုရှုံးနေမှုအတွက်စင်ကြီးမပေးလိုဘူးလို့အာနယ်စလော့ပြောကြတဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုံနည်းနဲ့ထိုင်းနိုင်ငံဆန်ခလာကိုရီမြို့နယ်မှာရဲလိုက်ဖမ်းလို့မောင်းပြေးတဲ့ပစ်ကတ်ကားတစ်စီးလမ်းမင်းမီးတံကိုဝင်တိုက်မိရာမြန်မာလုပ်သား22ဦးထဏ်ရန်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ င်းနိုင်ငံကချနာပူရီခရိုင်စံကလာပူရီမြို့နယ်မှာနိုဝင်ဘာ6ရက်ကမြန်မာလူသားတွေကိုတင်ဆောင်လာတဲ့ပစ်ကတ်ကားတစ်စီးဟာစစ်စည်းရေးဂိတ်ကိုဖြတ်မောင်းစဉ်ထိုင်းရဲတပ်ဖွဲ့ကလိုင်းလံဖမ်းဆီးတာကြောင့်ထွက်ပြေးရာလမ်းပေးတပ်တိုင်ကိုဝန်တိုက်မိပြီးရင်းမောပါလာသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်မြန်မာလုံသား22ဦးကိုတင်ဆောင်လာတဲ့ပစ်ကတ်ကဟာနိုဝင်ဘာ9ရက်မော်လဲတနအိခန်းကကန်ချနာပူရီခရိုင်စံခလာပူရီမြို့စစ်စည်းရေးဂိတ်အရောက်မှာမောင်းပြေးတဲ့အတွက်ရဲတပ်ဖွဲ့ကလိုက်ဖမ်းရာ ဖလန်ဖေးကျေးရွာအုပ်စု၄မှာရှိတဲ့လမ်းမေးမှာလမ်းမေးမီးတံကိုဝင်တိုက်မိတဲ့အတွက်မြန်မာလူသားတွေထင်ရရရှိသွားတယ်လို့သိရပါတယ်။မြန်မာလူသားတွေအနက်ပြင်းထန်ထင်ရရရှိသူ၃ဦးရှိပြီး အဲ့ဒီလူနာတွေကိုစံကလာပူရီစင်းရုံကိုပို့ဆောင်ပြီးကျန်တဲ့ဆက်ရှိကိုစံကလာပူရီရဲ့စခန်းကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။တောင်ဝင်ရှိသူတွေရဲ့စစ်စေးမင်းမြတ်ချက်အရစစ်စေးကိတ်ကိုဖျက်မောင်းသွားတဲ့အတွက်အဆိုပါကားနောက်ကိုလိုက်စင်အခုလိုမတော်တဆလမ်းမီးမီးတံကိုဝင်တိုက်မိတာဖြစ်ပြီးဒဏ်ရာရသူတွေကြောင့်အလုံးရှုံနေစဉ်ကားသမားထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။ ဒီမြန်မာနိုင်ငံသားတွေကိုစစ်ဆေးရာမြေသီးအထောက်ထားမှမရှိကြောင်းတရားမဝင်နေဆက်ဖျက်ကျော်လာသူတွေဖြစ်ကြောင်းသက်ဆိုင်ရာကဥပဒေနဲ့အညီအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့ရမောင်းဖြစ်သူကိုအမြန်ဆုံးဖမ်းဆီးအေးအေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ကလောမြွနယ်ဝက်ဖြူရီကျေးရွာနဲ့မကွေကျေးရွာကြားမှာရင်တစည်းပရိပောက်ပြီးခြောက်ထဲတိမ်းမောက်ခဲ့ရာ၃ဦးသေဆုံးပြီး၁၄ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ လုံးမြို့နယ်ဝက်ဖြူရီကျေးရွာနဲ့မကွေကျေးရွာကြားမှာရင်းတစည်းပရိတ်ပေါက်ပြီး၆ထဲတိတ်မောက်ခဲ့ရာ၃ဦးသေဆုံးပြီး၁၄ဦးထဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ နိုဝင်ဘာ9ရက်မော်လင်းတနင်္လာနေ့မိနစ်20ခန်းကရှမ်းပြည်နယ်ကလောမြို့နယ်ဝက်ဖြူရည်ကျေးရွာနဲ့မခွေကျေးရွာကြားမိုင်တိုင်အမှတ်56မြင်းဆောင်6မှာတောင်ကြီးကနေမန္တလေးကိုမောင်းနှင်လာတဲ့ရင်တစည်းဟာဗရိတ်ပေါက်ပြီးအချိန်မထိန်နိုင်ပေလမ်းရဲ့ဘဘက်ကျောက်ထဲကိုတိမ်းမောက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ကလောမြို့နယ်မိသက်စခန်းကတန်တီမိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောက်ဖွေကေစည်းလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ ရင်တိမ်မောက်မှုကြောင့်ရင်ပေါ်ပအမျိုးသား၈ဦးအမျိုးသမီး၉ဦးစုစုပေါင်း၁၈ဦးအနက်အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်း၃ဦးသေဆုံးခဲ့ပြီး၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတို့ကိုနတ်ပန်တက်လူမှုကွန်ရက်အသင်းမခွေကျေးရွာလူမှုကွန်ရက်အသင်းမျက်စေတနာမော်လူမှုကွန်ရက်အသင်းနဲ့မဟာလူမှုကယ်ဆယ်ရေးအသင်းအောင်မဲတို့ကရှင်တွင်နဲ့ကလုံးမြို့ပြည်သူ့စီရင်ကိုကွန်ရက်ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ မလေးရှားနဲ့ထိုင်းနယ်စပ်အနီးမှာရွှေပြောင်းတွေလိုက်ပါလာတဲ့သင်္ဘောတစင်းနှိမ့်မြုပ်ခဲ့တဲ့ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မလေးရှားနဲ့ထိုင်းနယ်စပ်အနီးမှာရွှေပြောင်းတွေလိုက်ပါလာတဲ့သင်္ဘောတစင်းနှိမ့်မြုပ်ခဲ့တာကြောင့်လူတအုပ်သေဆုံးပြီးလူပေါင်းများစွာပျောက်ဆုံးနေတဲ့အတွက်ရှာဖွေကိစ္စရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့မလေးရှားအာဏာပိုင်တွေကနိုဝင်ဘာ9ရက်ကပြောကြားခဲ့ပါတယ်။ဒီသင်္ဘောဟာမလေးရှားနိုင်ငံလန်ကာဝီကျွန်းရဲ့မြောက်ပိုင်းထိုင်းရဲ့တာရိုတာအိုကျွန်းအနီးမှာနှိမ့်မြုပ်ခဲ့တာပါ။ အခုချိန်ထိတော့အလောင်းတလောင်းနဲ့အသက်ရှင်တဲ့လူ၁၀ဦးပေါ်ပဲရှာတွေ့ထားပါတယ်လို့မလေးရှားနိုင်ငံရဲ့ပင်လယ်ရေကြောင်းအနာဝိုင်အဖွဲ့ညွှန်ကြားရေးမှူးကပြောပါရယ်။တည်ဆုံးသူအရေအတွက်ထပ်မံမြင့်တက်လာဖွယ်ရှိတယ်လို့လည်း၎င်းကဆိုပါရယ်။ကီတာပြည်နယ်ရဲအရာရှိအဇလီအဘူရှားကတော့လူပေါင်း60ခန့်တင်ဆောင်လာတဲ့ဒီတင်မောဟာလွန်ခဲ့တဲ့၃ရက်ခန့်ကနင်းမြုပ်ခဲ့တာဖြစ်ကြောင်းနောက်ထပ်လူပေါင်း60စီတင်ဆောင်လာတဲ့တင်မောနှစ်ဆင်းဟာလည်းပျောက်ဆုံးနေသေးဖြစ်ကြောင်းရှားက Free Malaysia Today သတင်းဝက်ဘ်ဆိုက်ကိုပြောကြားခဲ့ပါရယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ဗီယာဆုံးဖြတ်ချက်အမှားကိုရှုံးနိမ့်မှုအတွက်စင်ကြင်မပေးလိုဘူးလို့အာနယ်ဆလော့ပြောကြားခဲ့တဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးနည်းပြအာနယ်ဆလော့ကမန်စီးတီးနဲ့ပွဲမှာဗန်ဒိုက်စ်ရဲ့ဂိုးကိုပယ်ဖြတ်ခဲ့တဲ့ဗီယာဆုံးဖြတ်ချက်ကမှားယွင်းပေမဲ့ဒါကိုရှုံးနိမ့်မှုအတွက်စင်ကြင်မပေးလိုဘူးလို့ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလီဗာပူးအသင်းဟာမန်စီးတီးကို၃ဂိုးပြတ်နဲ့ရှုံးနိုင်ခဲ့ပြီးတကူးစီတရေဖြစ်စီမဲ့ဘန်ဒိုက်ရဲ့ခေါင်းတိုက်ဂိုးကို VAR နဲ့ပယ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ဘန်ဒိုက်ခေါင်းတိုက်ဂိုးသွင်းချိန်လူကြုံအနေထားမှာရှိနေတဲ့ရောဘတ်ဆန်ကမန်စီးတီးကိုသမားဒေါ်နာရမာရဲ့မြင်ကွင်းကိုကွယ်နေခဲ့တာကြောင့်လူကြုံဘောအဖြစ်သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပြီးအာနေစလော့ကတော့သူ့အမြင်အရမှားယွင်းတဲ့အဆုံး